အမျိုးသမီးဘက်ကလက်မှတ်မထိုးပြီးရင်တသက်လုံးနောက်အိမ်အောင်ပြုလို့မရတော့ဘူးလားအားလုံးပဲမင်္ဂလာပါကျမကတော့တရားလွတ်တော်ရှိနေတော်ချစ်ချစ်ဆန်ဖြစ်ပါတယ်မိန်းကလေးတစ်ခုမေးမြန်းထားလို့ဖြေချားပေးချင်ပါတယ်ရှင်မိန်းကလေးကဆီယမအမျိုးသမီးဘက်ကလက်မှတ်မထိုးပြီးရင်တသက်လုံးနောက်အိမ်အောင်ပြုလို့မရတော့ဘူးလားဆီယမအသိချင်လို့ပါဆိုပြီးမိန်းကလေးတစ်ခုမေးမြန်းထားပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါဒီနေရာမှာလက်မှတ်ဆိုတာထက်ဆန္ဒပေါ့နော်ကွာရှင်းပြည့်စဲပေးပဲဆန္ဒမရှိ ှိဘူးအမျိုးသမီးဘက်ကနေပြီးတော့ကွာရှင်းပြက်စဲပေးဖို့ကိုမဆောင်ရွက်ပေးဘူးအဲကွာရှင်းပြက်စဲဖို့ဖို့ကိုလက်မှတ်မထိုးပေးဘူးဆိုရင်အမျိုးသားဖြစ်တဲ့သူနဲ့အမျိုးသားဖြစ်တဲ့သူကပေါ့နော်တသက်လုံးနောက်အိမ်အောင်ပြုလို့မရတော့ဘူးလားဆိုရင်တော့2015ခုနှစ်မှာတနင်္သာရီစနစ်ကျင်းသုံးချင်းဆိုင်ရာဥပဒေကိုအတည်ပြုပြဋ္ဌာန်းထားတယ်ဒါကိုလည်းတော်တော်များများသိထားပြီးသားပေါ့နော်အဲ့တော့အဲ့ဥပဒေရှိတဲ့တနင်္သာရီစနစ်ကျင်းသုံးချင်းဆိုင်ရာဥပဒေရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်အောင်ရှိတဲ့အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေတည်မြဲနေတဲ့အိမ်အောင်ရှိရင်နောက်အိမ်အောင်ထူထောင် ို့မရဘူးနောက်တစ်ယောက်ယူလို့မရဘူးပေါ့နော်အဲ့ဒါကအမျိုးသမီးဘက်ကောအမျိုးသားဘက်ကောတူတူပဲပထမအိမ်တော်နဲ့တရားဝင်ကွာရှင်ပြက်စဲပြီးမှသာလင်နောက်အိမ်တော်ကိုထပ်မံထူထောင်ခွင့်ရှိတာပဲဖြစ်ပါတယ်အဲ့တော့ဒီမေခွန်ရှင်ရဲ့အမေအားဆိုရင်တော့တမအားဖြင့်ကိုယ့်ရဲ့အမျိုးသမီးဖြစ်တဲ့သူကကိုကိုမကွာရှင်ပေးဘူးကွာရှင်လက်မှတ်မထိုးပေးဘူးဆိုရင်တော့ကို့အနေနဲ့တသက်လုံးနောက်အိမ်တော်ပြုလို့မရတော့ဘူးလားဆိုရင်တော့တမအားဖြင့်ကကွာရှင်ပြက်စဲထားတာမျိုးကိုအဲဆောင်ရွက်ထားတာမျိုးမရှိဘူးတရားဝင်တေချာဆောင်ရွက်ထားတာမျိုးမရှိဘူးတရားဝင်တည်မြဲ နေတဲ့အိမ်အောင်မဲဖြစ်နေသေးတယ်ဆိုရင်တော့တသက်လုံး quash နောက်ထပ်အိမ်အောင်ပြုလို့ရမှာမဟုတ်ပါဘူးအမျိုးသမီးဖြစ်တဲ့သူဆုံးပါသွားတဲ့အချိန်မှဒါလင်နောက်အိမ်အောင်ပြုလို့ရနိုင်တာမျိုးပဲဖြစ်မယ်ပေါ့နော်အမျိုးသမီးဖြစ်တဲ့သူနဲ့ရှိနေသေးတယ်အမျိုးသမီးဖြစ်တဲ့သူကလည်းကာကန်ရှင်ကလည်းရှိနေသေးတယ်ကိုယ်မ quash ပေးဘူးဆိုရင်တော့လေ တရားဝင်နောက်အိမ်တော်ပြုလို့တော့မရဘူးတရားမဝင်ပေါင်းသိနေထိုင်တာတွေထက်မှန်ထိများတာတွေရှိရင်လေတလင်းတမားစနစ်ချစ်သုံးချင်းဆိုင်ရာဥပဒေရှိတာဖြစ်တဲ့အတွက်အရေးယူချင်ခံရမှာပဲဖြစ်ပါတယ်ဒါကတော့ကြံပြင်းလေးဆွေးနွေးပေးတာပဲဖြစ်တဲ့အားလုံးသားပြောရှင်တဲ့နေလေးဖြစ်ပါစေ